ီမှာစင်တူဘူးမှာရောက်လို့တော့ပေးတက်များကပေါ့နော်ဒါလည်းနဲ့ပတ်သက်ပြီးကျမကိုမေးခွန်းပေးတဲ့အတွက်ဒါလေးကိုကျမ10မိနစ်စာလောက်လေးကျမပြောခွင့်ပြုပါအဲ့ဒါတော့ကျမရေးခဲ့တဲ့မတ်အင်ကန်ဆိုတဲ့လုံရင်းဝတ္ထုကြီးကြောင်းမှာအညာတူကြီးပါနော်ဒီဝတ္ထုကတကယ်တော့ဒီမတ်အင်ကန်တကယ် live true life ပေါ့နော်ဒီ true life ကိုကျမကြောရိုးယူပြီးတော့လုံရင်းဝတ္ထုကြီးတခုဖြစ်အောင်ကျမရေးခဲ့တာပါနော်လုံရင်းဝတ္ထုကြီးရွှေမြူတေမဂဇင်းမှာ36လတိုင်တိုင် 3နှစ်နဲ့6လကျွန်မဒီဝတ္ထုယူဝင်ခဲ့တယ်မိုင်းကဟာကျွန်မတို့ယူရမှာကျွန်မမမိလိုက်ပါဘူးကျွန်မအမေတို့တောင်မှမှတ်မိုံနေပဲတဲ့ငါတို့ရေးတိတိမှတ်မိဒါပေမဲ့အမေရဲ့အမကြီးတော်ကတော့ကောင်းကောင်းကြီးမိလိုက်တယ်မိုင်းကပေါ့နော်မိုင်းကကြီးတော်ကအမြဲတမ်းပြောတယ်ကြီးတော်ကမမကန်လို့ခေါ်တာဟုတ်ပြီမမကန်လို့များအင်မတန်ချောတာတော့ဘလောက်ဖြစ်အောင်ချောလဲဆိုရင်မမကန်ရဲ့မျက်လုံးလေးတွေကလေးတဲ့ ဖန်တူလုံးလေးထည့်ထားတယ်လို့ပဲဖန်တူလုံးဆိုတာကျမတို့ကလေးတွေပြပြပြီးကစားဖန်လုံးလေးတွေပေါ့နော်ဖန်တူလုံးလေးထည့်ထားတယ်လို့ပဲမမကန်ရဲ့အသားအရေကဝိဖန်တာပဲတို့ပဲရီချင်ဦးတွေရှိတယ်မလားတဲ့အလူတွေပါတယ်လူတော့မယ်ဆိုပဲရီချင်တိတ်အဲ့ဒီပဲရီချင်ဦးလေးကိုလှန့်လိုက်လို့ရှိရင်ဝိဖန်နေတယ်လို့ပဲမမကန်အသားတွေကဝိဖန်ပြီးအသားလေးတွေတုံးတောင်နေတာစပီကြီးကလည်းတကောက်ကွေးကိုရိုက်ရှည်ကြီးပဲတဲ့ မမကန်ရေချိုးကောင်းလျှော်ပြီးသူ့စပင်လေးကိုအဖျားကနေထုံးတယ်တဲ့အဲ့ဒီအဖျားမှာ तू ကနှွေးတဲ့ပန်းလေးတပွင့်တပွင့်အမြဲတမ်းထိုးထားတာအေးနော်စပင်ပန်းရှိတယ်စပင်ပန်းဇီဇိုဝါပန်းရှိတယ်ဇီဇိုဝါတနခါပန်းလေးတွေရှိလို့လားတနခါပန်းလေးတွေထိုးထားတာမမကန်များတာလန်းမော်တက်လိုက်လို့ရှိရင်ငါတို့ကတာလန်းမော်တက်ပြီးငေးရတာတော့အဲ့လောက်ထီအောင်လှတာအမြန်ချောအမြန်လှတာကျမငငယ်ကအကြားနာခဲ့ရတယ်ကျမငငယ်တုန်းကတော့ရွက်ရဲ့အနောက်ဖျားမှာ အဲ့ဒီမတ်ကံပဲမော်တိုက်ဆိုတာရှိပဲမော်တိုက်ဆိုတာဒါအညာရက်ကလူငယ်တွေကတော့သိကြပါလားကျွန်မတို့အညာရက်ရေဝင်အရက်တွေမှာနော်အေယာဗီမြို့မြို့ရေဝင်တဲ့အရက်တွေမှာဆိုလို့ရှင်တို့ခြိတန်းရှင်တဲပြန့်ကြီးထိုးထားအောက်မှာနွားကိုထားတယ်အပေါ်ဓာတ်မှာကျတော့နွားစာပေါ့နော်နွားစာဒီပဲရိုးတွေပဲမော်တွေပြောင်းရိုးတွေအဲ့ဒါတွေကိုစုထားအမိုးနဲ့အကာနဲ့အပေါ်ဓာတ်ကတော့လုံလုံချုံချုံဝါးလေပါလေးနဲ့အဲ့ဒီနှစ်ထပ်တဲပြန့်ကြီးကိုပဲမော်ဓာတ်လို့ခေါ်တာပေါ့ ယောဟန်မိမှာနှွေးရသည်အညာဆော့ဆော့ပြောတယ်လို့တိတ်ပူတယ်။နှွားစာအင်မတန်ရှာတယ်ဘာမှမကမပေါက်တော့ဘာမှနှွားစာရှာမရတော့အဲ့ဒီခါကျတော့ရှင်ပဲမော်တိုင်းပေါ်မှာတင်ထားတဲ့ဒီပဲမော်တွေကိုကျွေးရတာလူစားမှဆံလေးတပြီဖြစ်ချီစားလို့ရတယ်နော်နှွားစာချီလို့မရဘူးကျမတို့ရတယ်နော်နှွားစာသွားမချီနဲ့ဘူးကမပေးဘူးအဲ့ဒီပဲမော်တိုင်းကြီးနော်အဲ့ဒီပဲမော်တိုင်းကြီးကျမတို့ငယ်ငယ်ကရွာအနောက်ဖြာမှာဟိုတုန်းကတော့ရွာလဲကောင်းမှာအေယာဝီမြေရတိုက်စားတော့ ရွာအရှိရွှေရရွှေရနဲ့ပဲပေါ်လိုက်ကြရွာအနောက်ပြန်သူ့ဟာသူထီထီကြံရခဲ့တာဖုံတွေကအလိမ့်လိမ့်နော်ပိတ်မြင်နေရတော်တော်တွေနဲ့နောက်ဒီနှွေးရှင်တွေပေါ့နှွေးရှင်တွေဆိုတာဘာအရွက်မှမောင်းနှွေးလေးကြီးစိမ့်နေအဲ့နှွေးရှင်တွေကဒီပဲပေါ်လိုက်ကြီးကိုကုတ်ထားတာနော်အဲ့နှွေးရှင်တွေလည်းပဲပေါ်လိုက်ရှိလို့တက်လို့ရတယ်ပဲပေါ်တိုက်ကလည်းနှွေးရှင်ကကုတ်ထားလို့သူကမပြူတာပေါ့နော်သူကမပြူတာအဲ့မှာသူတယောက်တယောက်ကြားကန်ထားကြတာအဲ့ဒီပဲပေါ်တိုက်ပေါ်မှာဒီ ဘူးသီးတွေဖယုံသီးတွေဘူးညွတ်နေဆိုငေါ့ဖယုံညွတ်နေငေါ့ကျွန်တော်တို့ရွာဘသူမှမစားကြကျွန်တော်ကလေးတွေအပြင်ထွက်ဆော့ရမယ်ဆိုကျွန်တော်တို့ကြီးတော်အမြဲတမ်းတတိပေးတယ်ဟဲ့ကလေးတွေဆော့တာရိုးရိုးဆော့ကြနော်နင်တို့မကံပဲပေါ်လိုက်ပဲတော့မဆော့ကြနဲ့ကြီးတော်ကျွန်တော်တို့တတိပေးတာတတိပေးတာနဲ့မတူ၆ဆိုလိုက်တာနဲ့တူနော်ကျွန်တော်တို့ကအဲ့မကံပဲပေါ်တာမြတ်ဆောင်းတောင်ထိုးမကြည့်ဝင်ဘာဖြစ်လို့မှမသိဘူးအလိုလို၆လန်းနေလေ၆လန်း ယောဟန်လူတွေအဲ့ဒီမကံဘဲမော်ရာကြီးကိုရှောင်ရအဲ့လိုရှောင်ရင်းရှောင်ရင်းနဲ့ဘဲမော်ရာကြီးကသူ့ဟာသူငါ့အနောက်ဖြားမှာအထီးကျန်ပြီးကျန်ရစ်ခဲ့အထီးကျန်ပြီးကျန်ရစ်ခဲ့ညရောက်ပြီဆိုလို့ရှိရင်လူကြီးတွေစကားဝိုင်းကျွန်တော်တို့ကလေးတွေကငုတ်တုတ်ပေါ့နော်ငုတ်တုတ်ဆိုပြောကြတယ်မင်းညတော်မကံဘဲမော်တိုက်ပကတချင်းကြီးတန်ကြားရတယ်တော်အိုးတော်လည်းဘာဟုတ်သေးလို့တမြန်မင်းညက်နေရလေအောင်ပိုက်ကနွားတွေသွင်းလာတယ်နွားเจ้าကြီးပြန်လာနေရင်တွန်းကျင် နွားတွေဆွဲပြန်လာတော့အဲ့ဒီမကံပဲမော်တိုက်ဘက်ကိုသူကလှမ်းကြည့်လိုက်တာတော့ပဲမော်တိုက်အောင်မှာဒန်းလေးစင်ပေါ်မှာမိမတရားသမင်ဖားလိုက်နဲ့တချင်းဆူနေလာတယ်တော့ဟုတ်တာမဟုတ်တာမသိဘူးကျမတို့ကအဲ့လိုမျိုးလေးတိတ်ပေါ်တာနော်အဲ့ဒါကြောင့်ကျမတတ္တိကောင်းတယ်မလားစင်လို့အိမ်ကနေဟောလို့လို့အမဲသားပိတ်တလုံးတွေကြီးပြောက်လို့လိုက်ဆိုတော့ဒီမကံပဲမော်တိုက်အောင်မှာဝင်းနေတာဆူချောင်းရည်ကိုထင်းလို့ခေါင်းက ရွာတွေမှာဒီလိုမဲသားပိတ်သလုံးတွဲကြီးတွေရှော်ကျိုးနဲ့အဲ့ဒီမဲသားပိတ်သလုံးတွဲကြီးဆွဲရသွားတယ်ပေါ့မိုင်းငါပဲပေါ်တော့အောင်မြေကြီးပေါ်မှာစွတ်ကြောင်းရာကြီးနဲ့ဒီလိုတည်င်းနေကြတဲ့အခါမှာကျမတိတ်ကြောက်ငါးဆက်တည်းနေဆောင်မျိုးချုံဆောင်ထဲမှာကျမချွေးတွေပန်နေပြန်မှတ်မိနေနေတဲ့ကျမကြောက်ခဲ့ရနော်ကြောက်ခဲ့ရကျမအရွယ်ရောက်လာတော့မြို့ကိုပြောင်းနေရွာကိုရောက်တော့မကန်ပဲမော်ရိုက်ကြီးမရှိတော့ဘူးဒါပေမဲ့မရှိတာရှိတာကိုကျမတတိမထားမိပါဘူးမကန် ကံပဲမော်ရိုက်ကြီးပြောင်းသွားခြင်းနဲ့အတူဟက်ကလေးတွေညို့ဆော့ရင်ရိုးရိုးဆော့နော်မကံပဲမော်ရိုက်ပဲသွားမဆော့နဲ့ဆိုတဲ့အဲ့ဒီကလေးတွေကိုတရီပေးတဲ့စကားနဲ့ပြောင်းသွားတယ်ဒီမိုင်းကဝတ္ထုကိုကျမကရေးမယ်ဆိုပြီးတော့အချင်းချင်းကြိုးစားတယ်ဒါပေမဲ့ကျမရေးလို့မရခဲ့မိုင်းကရေးတယ်ကျမဝတ္ထုလို့ဆိုရေးတယ်မရဝတ္ထုရှည်ဆိုရေးတယ်မရ ဲ့လိုမိုက်ညာကိုကျွန်မကင်လို့တွေ့လို့မရခဲ့တယ်။နှစ်ပေါင်းဘလောက်တောင်ကြာလဲကျွန်မဆိုင်းဆရာဖြစ်ပြီးနှစ်ပေါင်း20လောက်ထိမိုက်ညာဝတ္ထုကျွန်မရေးလို့မရခဲ့။ဒါပေမဲ့တိတ်ထူဆန်းတာပဲ။မိုက်ညာဝတ္ထုကိုကျွန်မရွှေမြုပ်တင်မှာစပြီးဝင်လိုက်ပါပြီဆိုရင်ကျွန်မလစဉ်အခန်းဆက်ရေးရတာလစားပြီဆိုကျွန်မဆိုင်းရေးစွဲဝင်ထိုင်ရတယ်။မိုက်ညာလို့ခေါင်းစဉ်တက်လိုက်တာနဲ့အဲ့ဒီမိုင်ငါဆိုတဲ့အမျိုးသမီးရကျမစာရေးစပွဲနှံရောက်လာတယ်လို့ပဲကျမခံစားညီငါအချောင်းကိုရေးလိုက်စမ်းပါရဲ့ ညီချင်းနာမြင်နာကြားတာတိတာအကုန်လုံးရေးလိုက်စမ်းပါငါ့ကိုမညာနဲ့နော်မိုင်နာဆိုတာဘလို့မင်းမသားလဲဆိုတာညီရေးပြလိုက်စမ်းပါလို့ကျမကိုတိုက်တွန်းနေတယ်လို့ပဲရပ်ဖို့ကိုမရခဲ့အဲ့ဒီလိုပဲကျမမိုင်နာကိုရေးတဲ့ခါမှာကျမသူအပြူဖြစ်တာညမိုင်နာအပြူဖြစ်တာနဲ့စတာလုံးဝရှေ့တိုးလို့မရကဲကျမ twist လုပ်ချင်တော့မိုင်နာတည်ဆုံးတဲ့အခါနဲ့ကျမစပြီးဖွင့်ဒါနဲ့ကျမရှေ့ဆက်ရေးလို့မရဘူး ိတ်ထူဆန်းတဲ့ဝိတ္ထုတဘုတ်ကကိုယ့်ကိုဓာတ်စီးမိပြီဆိုလို့ရှိရင်ပေါ့နော်။မရင်ကသူ့ကိုသူ့မွေးတဲ့ညနဲ့ပဲကျမကိုစားစေ။ကဲဒါဆိုရင်ငါမရင်ကမွေးတဲ့ညနဲ့ငါရိုးရိုးလေးပဲရေးကြည့်မယ်ဆိုတော့ရတယ်ကျမဝိတ္ထုကရှေ့ကိုတိုးရသွား။ဒါဝိတ္ထုရေးတယ်လို့ဆိုသိပါလား။မိုင်းကမွေးတဲ့ညအခန်းလေးနဲ့ကျမဒီဝိတ္ထုကိုစပြီးဖွင့်တာ။မိုင်းကမွေးတဲ့ညနော်။မိုင်းကတော့အိမ်ခေါင်းရင်းမှာစိုက်ထားတဲ့စတပူးယုံကြီးတစ်တလုံးမြုံနေတဲ့စတပူးယုံကြီးထပြီးဖွင့် စာခုရုပ်ပြထပြီးပွင့်တာတရွာလုံးကိုမှုကြိုင်လောက်သွားတယ်အဲ့ဒီလိုပဲတဘိုးရဲလာဆန်းရဲ့ကြီးလေခါမိုးခါမိုးဆောင်းတွင်ကြီးကိုအခါမဲ့မိုးတွေလေးတိုက်တယ်မိုးတွေလေးတဝုန်းဝုန်းနဲ့တိုက်ပြီးတဆောင်းလုံးရေခန့်နေတဲ့ရွာထက်ကတောက်ရေခန့်ကြီးရဲ့ရေပြည့်သွားမိုးတွေလေးတွေကြပြီးတော့တခါတည်းဝုတ်ဆိုရက်သွားပြီးကောင်းကင်ကြီးကလင်းလင်းကျင်းကျင်းနဲ့ကျဲတွေကအစုံထွက်လာတယ်အင်မလာနမိတ်ကောင်းနေတကြီးရဲ့တမိလေး မအင်ကမွေးဖွားလာတော့အင်မရနမိတ်ကောင်းနေရွာယူဆကြဒါပေမဲ့စောစောကျမပြောခဲ့တဲ့အိတ်နောက်ရေးကဒီပဲမော်လိုက်ကြီးပေါ်မှာငှက်မဲကြီးတကောင်နားသွားတာကိုဘယ်သူမှမသိလိုက်ဘူးကျမဆိုင်ရေးဆရာဆိုတော့အဲ့လို၆၆လန်းလန်းပေါ့နော်အဲ့လိုကျမတို့က၆လဲ၆တတ်တယ်ကြောက်လဲကြောက်တတ်တယ်ပြီးတော့အဲ့လိုပေါ့နော်အဲ့လိုကျမစပြီးဖွင့်တယ်မိုင်းကံကိုမွေးဖွားလာမိုင်းကံ9နှစ်10နှစ်တမီမှာဒီအဲ့လိုလှဲ့လာတဲ့အခါမှာ အလှူလှဲ့တာကိုထွက်ကြည့်တာပေါ့ဒီမိန်းကလေးကထွက်ကြည့်တဲ့အခါမှာအဲ့မှာအလှူလှဲ့တာတွေထဲရနေပြီးတော့ကိုနှောင်နေပန်းနှောင်နေကိုင်းပြီးထွက်လာတဲ့ထဲမှာမိုင်းငါဖက်စိတ်ကိုနှောင်ကြိုင်ထားတဲ့အမျိုးသမီးကိုသူ့မျက်စိနဲ့တန်းနေနေဖြစ်သွားပြီသူရင်ထဲမှာဆွဲသွားဖက်စိတ်ကိုနှောင်ကြိုင်တဲ့အမျိုးသမီးကိုသူတိတ်တဘောကြသွားငါအပြိုဖြစ်ရင်တနေ့ကျရင်ငါဟိုဒီဖက်စိတ်ကိုနှောင်ကိုငါကြိုင်မယ်အဲ့ဒီဖက်စိတ်ကိုနှောင်သူချင်းချင်းတက်မိတယ်ပေါ့နော် ဒီလိုနဲ့မိုက်ရင်ကအရွယ်ရောက်လာအရွယ်ရောက်လာတဲ့အခါမှာမိုက်ရင်က तू ကိုးနောင်တိုင်းတိတ်ဖြစ်ခြင်းနဲ့ဒါပေမဲ့ကိုးနောင်တိုင်း तू ဖြစ်ခွင့်မရခဲ့ဘာဖြစ်လို့လဲဆိုတော့ဘယ်သူကမှထုတ်ထားသောဥပဒေမဟုတ်ပဲရွာကအလိုလိုနော်တီးနေတဲ့ဥပဒေကဲ့သို့တီးနေသောအချက်တွေကျမတို့ရွာမှာရှိနော်ဒီကိုးနောင်တိုင်းနဲ့ပတ်သက်ပြီးကိုးနောင်ကင်တော့မယ်ဆိုရဲမိတ်ခဲလေးဟာအချက်၅ချက်အကြံဉာဏ်အပြင်ပြည့်စုံရမယ်ပထမချက်ပါလဲ နော်တတ်မှတ်ထားတာမဟုတ်ဘူးအလိုလျောက်တီးနေတာနော်ဒီဥပဒေကပထမချက်ကဒီမိန်းကလေးဟာမိစုံဖဆုံရှိရအဖေရောအမေရောလက်ရှိအသက်ရှင်လျက်ရှိရမယ်အဖေသေးအမေသေးမဖြစ်ရဘူးနော်အဖေမေအသက်ရှင်လျက်ရှိရဒုတိယချက်ပါလဲမိမငယ်လင်ငယ်မယားဖြစ်ရမယ်ကျမတို့အိမ်တော်မှုဘဝမှာပါတယ်နော်ငယ်လင်ငယ်မယားဖြစ်မယ်အဖေကနောက်အိမ်တော် အမေကဒုတိယအိမ်တော်ကမွေးတာဆိုရင်အဲ့ဒီမိန်းကလေးကိုနောင်တိုက်လို့မရှိဘူး နောက်ယုတ်ရီယူပကအသည့်အသည့်ရှိရမယ်။ဘာဖြစ်လို့လဲဆိုတော့နောက်တတ်မှတ်ချက်တွေနဲ့မညီပဲယုတ်ကဆက်ဆက်ယူအောင်ချောပါစေ။ခုနကကျမပြောတဲ့အချက်တွေနဲ့မညီမရဘူး။ခုနကကျမပြောတဲ့အချက်တွေနဲ့ညီတယ်ယုတ်ကလည်းအသည့်အသည့်ပဲရှိတယ်တိတ်တော့မချောဘူး။ဖိဆာမရှိဘူးရွေးလိုက်ပါ။ဦးများတွေကထင်ကြတယ်။ခုနောက်ကိုဆိုတော့ဆက်ဆက်ယူအောင်ချောတယ်လို့ထင်ကြတယ်။ကျမတို့ရရွာမှာတော့အဲ့လိုမဟုတ်ဘူး။ယုတ်ရီယူပကအသည့်အသည့်ရှိရတယ်။ပစ္စည်းဥစ္စာလည်းအသည့်အသည့်ရှိရတယ်။ပတ်စံ မရှိဆင်းရဲတဲ့မိခရီတယောက်ကတော့အလှလှဲတိုင်းအဝတ်အစားတို့လက်ဝတ်လက်စားတို့ဝယ်ဝတ်ဖို့ချုပ်ဖို့ခက်တာပေါ့အဲ့တော့ပစ္စည်းဥစ္စာလည်းအသင့်တင်ရှိရနောက်ဆုံးတစ်ချက်အင်မတန်အရေးကြီးတာအင်မတန်စံထားပြီးရွေးချယ်တယ်အဲ့ဒါဘာလဲဆိုဒီမိခရီဟာအကျင့်စာကတောင်းရမယ်ဒီမိခရီရဲ့အကျင့်စာကနဲ့ပတ်သက်ပြီးနော်တခါတည်းလူတွေကအဖျားတစ်ထောက်စာတောင်းပြောစရာမရှိရဘူးရွေးချယ်တဲ့အခါမှာလည်း တိတ်ထူဆန်းတာပဲတဲ့ဟာဒီဘက်ပန်းရတော့မတ်ဖြူဖြစ်တဲ့နေတဲ့သူတို့ပန်းရတော့မတ်ဒီဖြစ်တဲ့နေလို့ဘယ်သူမှမရှိဘူးအလုံးတရွာလုံးကတညီတညူထဲတန်နေထွက်ကုန်းတော်ကရွေးဖို့များတခါတည်းမဲပုံးနေထောင်ပြီးမဲပေးเสียမလို့တရွာလုံးကတတန်နေထွက်နော်တတန်နေထွက်ပြီးသားဒီမိန်းကလေးဖြစ်တဲ့နေလို့ဖြစ်သွားတာအဲ့ဒီလိုမျိုးဒီပန်းစိကုန်းတော်ဆိုရလဲထူဆန်းတဲ့အရာတော့မဟုတ်ပါဘူးကျမတို့ရွာပေါင်းကြီးเจ้าပေါ်မှာရွှေကုန်းတော်ငွေကုန်းတော်ပန်းတော်တွေက ကျောင်းကတက်တည်ခန်းထဲမှာအပုံလိုက်သူ့အတူအစင်းသိရှိဒါပေမဲ့ဖက်စင်းပွန်းအောင်လို့ချိုးမဲ့တက်တာကလကြီးရဒီတိုင်းမဲ့ကလကြီးကိုစစ်စစ်တုတ်ထားပြီးတော့အဲ့ကလကြီးဒီတိုင်းပြစ်ထားဖုံနေတတော်တော်နဲ့အလိုရှိပြီဆိုရင်အဲ့ဒီတက်တာကလကြီးကိုခရရေးစေးရေးစေးပြီးတော့ကြအမွှေးနှစ်သားလေးတက်မန္တန်လေကောင်မှာစပွဲကုံဝိုင်းမှာပိတ်ဖြူကြီးခင်းပြီးအဲ့ဒီကလပ်ကိုတင်ပြီးဖက်စိန်ကိုအောင်ချိုးကြတာအမျိုးသမီးကြီးတွေ ချိုးမဲ့မျိုးသမီးကြီးတွေကလည်းတခါတည်းဟိုရေမိုးချိုးနော်ရေမိုးချိုးပြီးတော့တနခါပတ်မှန်နေတဲ့ပတ်မှန်ရှိရှိပေါ့နော်လာပြီးတော့ဒီမတ်တက်အလေကောင်မှထိုင်ပြီးတော့ကိုယ်တော်ချိုးကြဖိုးတော်ပစ္စည်းဘာမှမပါပါဘူးငပြောညွတ်ငပြောညွတ်ကိုဖိုက်ကြတော့ထိုးတာပါပဲနော်အဝါတက်လက်အစိမ့်တက်လက်ခွက်ပြောက်ထိုးပြီးတော့နော်ဒီဂျာကလတ်တို့စိန်တောင်းတို့ကျမတို့ရွာတွေကြတော့ဒီဟိုးထိတ်ကစိန်တောင်းထိတ်မှာ จิตตุเยยุบเลยอเมนันแท้กุญญะกะเลโหเล็บปีแท้ไอ้ผัสไส9หนองชูปีปีဆိုလို့ရှိရင်မတ်တက်အလေကောင်မှာผัสไส9หนองชูปีသွားပြီလေဆိုတော့တရွာလုံးကိုပြန်တယ်တရွာလုံးကလည်းလာကြည့်ဘာမှထူးဆန်းတာမဟုတ်ဒီผัสไส9หนองဆိုတာเนาะဆောစောပြောတဲ့ဒီจิตตุเยยุบกะเลเนี่ยဒီကွန်းလက်တွေချက်ဖဆိတ်ငပြောဘက်ကိုအဝါတလက်အစိမ့်တလက်ရောက်ထိုးသွားတာဒီမှာဇပယ်ကုန်းလေးတွေတို့နော်ရောင်စုံချီလေးတွေတို့တိုက်ညတယ်လှတာ ဒါပေမဲ့ဖက်ဆင်းကွန်းတော်ကတန်ဖိုးရှိတာပေါ့စောစောကဖက်ဆင်းကွန်းတော်ကိုင်မဲ့အမျိုးသမီးကတန်ဖိုးရှိတာလေအဲ့ဒီအမျိုးသမီးကစောစောကျမပြောတဲ့အချက်တွေနဲ့ညီရမဲ့အပြင်နော်မိခလေးတိုင်းကဖက်ဆင်းကွန်းတော်ချိုးပြီးပြီဆိုတော့လက်သိကိုင်ညာတွားပြီးငေးတယ်ဖက်ဆင်းကွန်းတော်ကိုင်ညင်လိုက်တာဒါပေမဲ့အချက်နဲ့မပြည့်စုံရွေးချယ်မခံရအလိုလိုပဲပြီးသားမိုက်အင်ကကိုနောင်ကဖြစ်ချင်တော်လည်းပဲစောစောကကျမပြောတဲ့အချက်တည်းမှာသူ့အဖေတကြီးက ူ့အမေကဒုတိယအိမ်တောင်ကမွေးတော့နော်ဒီငယ်နေငယ်များမဟုတ်တော့မိုက်ညာကိုနောင်ကင်ွင့်မရမိုက်ညာမှာအပြစ်မရှိတော့ဒါပေမဲ့ဘသူမှစင်းပြင်းစည်းကမ်းတတ်မှတ်တာမဟုတ်တဲ့ဥပဒေကဲ့သို့ဖြစ်နေတဲ့အဲ့ဒီရွရဲ့စီကံလာပြီးညိတော့မိုက်ညာကိုနောင်မကင်ရထားပါတော့သူကိုနောင်မကင်ရတော့ဘသူဖြစ်လဲဒီရွှေဖုံးဆိုတဲ့မိကလေးကကိုနောင်ကင်ရ ရွှေမွေးမှုမနာလို့တာတော့မဟုတ်မတ်အင်ကန်ရှင်ထဲမှာတော့ငါကခုနောက်မကန်ရအောင်သူကခုနောက်ကန်သွားရတဲ့ဆိုတော့ရှိတာအညို့တွေမုံနေအာခါတာတွေမရှိပါဘူးနော်မတ်အင်ကန်ဖြစ်ချင်တာခုနောက်ကန်ဆိုရင်ပကာသနာကိုမတ်တာမဟုတ်ဘူးပကာသနာကိုမတ်တာမဟုတ်ဘူးဟာဒီခုနောက်ကန်နေဆိုတော့ဟာဒီမိန်းကလေးကရွာမိမကောင်ဟဲ့ရွာမိမမြတ်ဟဲ့ဟိုဒီမိကလေးကအကျင့်စာကနဲ့ပတ်သက်ပြီးတော့ပြန်စံထားရတဲ့မိကလေးဟဲ့ဆိုလဲ ဂုံကိုသူမက်ရှာတာကျမတို့ရွာတွေမှာအဲ့ဒီကုန်းတော်ဂိုင်တယောက်ရှိဆွေမျိုးတဲ့မှာဂုံယူလို့မဆုံးဂုံလဲတကယ်ရှိအမေသူ့သွားမဆန်းတဲ့သူ့တော်ကကုန်းတော်ဂိုင်တော့သူ့အမေတော့ကုန်းတော်ဂိုင်လေးဆိုတော့အဲ့ဒီမိန်းကလေးကိုပါလိုက်ပြီးအရေးထိုးတယ်မိန်းကလေးတွေအပြစ်စားနေတဲ့ပတ်သက်ပြီးလို့ရှိရင်ကျမတို့မြန်မာအမျိုးသမီးတွေကအဲ့ဒီလူကိုထိန်းသိမ်းခဲ့ကြတယ်ဒါပါတော့မိုင်ငယ်ကိုတော့မကန်ရသူကကျောင်းဆရာနိုင်ငံရေးသမားကိုပြေသိမ့်တဲ့အိမ်အောင်ကြတယ် ွာတွေမှာဖုံကြီးပြီးကြောင်းဆရာအင်းမြန်ကုန်ရှိတာဆရာကတော်ဆွဲကုန်ဒါပေမဲ့မိုင်းရင်ကသူ့လိုချင်တာဆရာကတော်မဟုတ်ဘူးကိုနောင်ကန်တမိလေးနှစ်ယောက်ဝေးတယ်မအိမ်မြိုင်နဲ့မအိမ်ခိုင်းတမိလေးနှစ်ယောက်ဝေးတဲ့အခါမှာမိုင်းရင်ကကိုနောင်ကန်ဖြစ်ဖို့သူ့တမိလေးတွေကိုပိုးဝေးတယ်လို့ဝေးတယ်ဒါပေမဲ့သူ့ရဲ့ခင်ပွန်ကြောင်းဆရာကိုပြင်းတင်ရတော့ခုံသွားပြီးတော်တွင်းတနေရာမှာကြာဆုံးကိုပြင်းကြီးကြာဆုံးသွားကြာဆုံးသွားတဲ့အခါမှာ မိစုံခါဆိုမရှိတော့ဘူးတမီးလေးတစ်ယောက်ပဲခေါင်းနိုင်မဖြစ်ရှာနော်ခေါင်းနိုင်မဖြစ်ရှာအဲ့ဒီမှာသူပိုးပြီးဆိုးသွားတာကျွန်မဝိတုဖြစ်ဖန်ပြီးလာပါတော့ပိုးပြီးဆိုးသွားတာကဘာလဲဆိုလို့ရှိရင်သူ့ရဲ့ပြိုင်ပဲရွှေမုတ်ရဲ့တမီးမုတ်နဲ့တာကခေါင်းနောင်ကင်ဖြစ်တယ်ဆိုးသွားကျွန်မခေါင်းနောင်ကင်ဖြစ်မဲ့အချက်တွေမှပြောဖို့အချက်တစ်ချက်မိသွားအဲ့ဒါပါလဲဆိုရွာမှာတာရင်နဲ့နာရင်ဒီပြိုင်နဲ့ထဲပေါ်ရင်နော်ဗျာနဲ့ထဲပေါ်လို့ဆိုလို့ရှိရင်တာရင်ကနောက်ဆုံးပြန်နာရင်ကိုပူစားပေး ပြောရမယ်ဆိုလို့ရှိရင်ဒီမှာအလူရှိမယ်မင်္ဂလာဆောင်ရှိမယ်ဒီမှာလူသေးတယ်ဆိုရင်အဲ့လူသေးကိုအရင်ဥစားပေးပြီးခြားဆောင်啊အဲ့ဒီလိုရွာမှာနာရင်ပေါ်တယ်ဆိုလို့ရှိရင်ကိုနောင်ဦးဦးကင်မဲ့မိတ်ကလေးပေါ့ပထမဆုံးရွေးချယ်ထားတဲ့မိတ်ကလေးသူကိုနောင်ကင်မဲ့လို့မှရွာမှာလူသေးရတယ်လို့တော့ဘာမှလည်းမဆိုင်အဲ့ဒီမိတ်ကလေးလက်ထက်ကကိုနောင်ပြုတ်ကြတယ်နော်မကန်ရသေးဘူးဘယ်နဲ့တော့သူကိုနောင်ကန်ရွေးလိုက်ခါမှာတို့ရွာလူသေးရတယ်လို့ဘာမှမလုပ်မဆိုင်ဘူးနော် တကယ်ရွာတွေအတိတ်ထူးဆန်းတာသူတို့အယူတွေပေါ့နော်အဲ့တော့အဲ့ဒီလိုဒူးတင်ရင်ခုနောက်မကြရဘူးဒီမိတ်ကလေးကရွေးချယ်ထားတယ်လို့အဲ့ဒီမှာမိုက်အိမ်ကမှာနော်အဖေဆုံးနဲ့အမေဆုံးနဲ့လင်းယောက်ျားတော်ရင်တနေရာမှာကြာဆုံးတယ်ဒီထဲအောင်နေပြီးတော့မှသူ့ကိုဖိစီးတဲ့နှိပ်စက်မှုတွေဘုထုတွေမှာအများကြီးကျမဖွင့်ထားလာတယ်နော်လုံလောက်ခိုင်လုံတော့အကြောင်းတရားတစ်ခုဖြစ်အောင်ကျမအများကြီးရေးဖွဲ့ထားပါတယ်နော်အဲ့ဒီမှာပေါ့နော်ဒီမိုက်အိမ်ကမှာ သူ့ရဲ့ပြိုင်ဘက်မှုန်နေရွှေမှုန်ရဲ့တမီမှုန်နေတာကိုနိုင်ကင်ဖြစ်ပြီဆိုတဲ့ခါသူဘလို့မှမခံစားနိုင်ဘူးမတ်အိမ်ကံကထွက်ပေါက်တစ်ခုနဲ့ထွက်သွားခဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင်သူ့ကိုယ်သူဆူဆိုက်လုပ်သွားပဲမော်လိုက်ကြည့်ပေါ်မှာတက်နွားချီတဲ့ရှော်ကျိုးတစ်ချောင်းနဲ့သူ့လက်ဘင်းကိုဆွပြီးသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တယ်ဆုံးစီရင်သွားခဲ့အဲ့ဒီမတ်အိမ်ကံတေမဲ့လာတာကျွန်တော်တော်တော်နဲ့ရေးပြလို့ဒါကြောင့်မလို့မတ်အိမ်ကံတေကံကြီး ဘောနော်ဘိုင်းညာကိုမတက်ရဲ့လုံးလုံးကျွန်မ2လ3လအဲ့နန်းလေးမှာဝေးပြီးကျွန်မရေးနေတာဒါပေမဲ့မိုင်းညာတကယ်သေပေးရတော့မဇလန်ရသူ့ရဲ့ true life နော်စာရေးဆရာဆိုတာနော်စာရေးဆရာဆိုတာတစ္ဆာရှိရပါတယ်မိုင်းညာလက်ထက်ကိုကျွန်မခုနောင်ထည့်ပေးလိုက်ဖို့ရမြန်မခက်လိုက်တာမှကျွန်မလက်ဖြာကလောင်လေးနဲ့ကျွန်မရေးလိုက်ရုံပဲမိုင်းညာလက်ထက်ခုနောင်ထည့်ပေးလိုက်ဖို့ကျွန်မမခဲရင်ဘူးသူ့ကိုသေပေးရမှာကျွန်မတိတ်ခဲရင်တာ နော်တိတ်ခဲရင်တော့ကျွန်မ၃လလောက်ဆွဲပြီးရေးနေတာနောက်ဆုံးတော့ကျွန်မအဲ့ဒီလာသူ့တေးပေးရတော့မယ်တေးပေးရတော့ကျွန်မသစ္စာရှိရမယ်လေသူ့ရဲ့ true life ကိုနော်အဲ့တော့အမှန်တရားပေါ်မှာကျွန်မသစ္စာရှိရှိပဲကျွန်မရေးတယ်သူ့ကိုတေးပေးလိုက်ရမယ်ဒါပေမဲ့ကျွန်မရေးလို့မရခဲ့ဘလို့ချီအောင်လဲကျွန်မဆိုင်ရေးဆွဲပုံမှန်တယ်ကျွန်မမျက်ရည်တွေအရင်ကြစက္ကံကစမနေ့ကကျမအကိုချင်းကြီးညိုနေကျမဒီအကြောင်းကိုပြောပြအခုချစ်ပြောတဲ့ဇာတ်ကားလေးတိတ်ကောင်းတာ အရာဇက်ပေါင်ကစာရေးဆရာကိုနိုင်သွားတာငါနမရကျမမြေရည်ကြတယ်ရေးမရဘူးရေးရွှေမြွတရလည်းဖုံးဆက်တယ်နော်ဖုံးဆက်ပြီးသူတို့ကဒီ illustration အပ်အောင်မပကြီးပုံအပ်အောင်ကျမလည်းဘလို့မှကိုရေးပြီးတော့မထွက်ဘူးနောက်တော့ကျမဘလို့လို့လဲကျမ၃ရက်လောက်လှိမ့်ငိုတာအဲ့ရပေါ့နော်တကယ်ကျမဒါလေးကိုကျမစိတ်နဲ့ရေးကြည့်လိုက်ကျမမြေရည်ကြလာနောက်ဆုံး၃ရက်လောက်ကျမခံစားပြီးတော့မှကျမမိုင်ငါကိုအသေးပေးလိုက်ရတယ်ဒီမိုင်ငါတည်တဲ့လား ျမရှိကိုလာကြတဲ့စာတွေတချို့ဆိုကျမအိမ်ကိုလူကိုယ်တိုင်လာမျိုးတချို့ကဖုန်းနေနဲ့ဆက်တချို့ကအင်တာနက်ပေါ်နေကျမကိုရန်နေထောက်ရတာတချို့ဆိုအိမ်တကလာခောက်ပြီးတော့နော်ဆရာမရှိလာကျမတို့ကဆရာမပြောစရာရှိလို့ဘာညာခဏအချိန်ချင်းမလွတ်သေးဘူးနော်အခုချင်းဦးညိုနှမဟိုက်မှာကျမအမထောင်းမလေးဆိုးဆိုးကကိုကျမကပ်ပြီးရန်ထောင်းလိုက်သေးတယ်နော် တခါတည်းရန်လေးလာထောင်တော့ကျမအိမ်ကလာလာခောက်ပြီးရန်ထောင်တော့ကျမအိမ်နဲ့ပုံနေပြီဆရာနေဝင်းမြင့်နဲ့ပြစ်ထားနေသူကအကုန်တိုင်းကရှင်းတာသူရှင်းတတ်တယ်ဘယ်လိုရှင်းနေတော့မသိဘူးနော်အဲ့ဒီမှာကျမကိုရန်လေးထောင်တာဆရာမဒေါခင်ခင်သူဗုဒ္ဓဘာသာမဟုတ်ဘူးလားဗုဒ္ဓဘာသာအဖန်905ကဘာကိုယ့်ကိုယ်ကိုစမ်းတွေ့ခံရတယ်ဆိုတာနားမလည်ဘူးလားဘာလာညာလာနဲ့ကျမရန်ဘယ်တော့ထီအောင်ဆိုလို့ကျမရဲ့ပိယိတ်တ်ပေါ့နော်မိခလေးတယောက်ကဆိုလို့ရှိရင်သူမိုင်းငန်စာဖတ်ပြီးတော့ကြာ သူ့ခန်းထဲမှာရှိတယ်ကျမစောက်ကြီးမှာထုတ်ခိုင်းတာဆရာမခင်ခင်လူစောက်တယ်အကုန်ထုတ်လိုက်တော့မမေးတဲ့တမိဘာမှမမဖတ်ချင်တော့မထားချင်တော့အဲ့လောက်ထီအောင်ပေါ့နော်ဒီဇာတ်ကောင်မှာနော်ကျမကအမြဲတမ်းလွှမ်းမိုးသွားခဲ့တယ်အနိုင်ကျင့်သွားအနိုင်ယူသွားခဲ့တယ်ပေါ့နော်အဲ့ဒီမှာကျမထားပါတော့ကျမရေးလိုက်ရတယ်နိုင်ငံတည်သွားမအိမ်ကံကိုကျမမတတ်ပါဘူးကျမမတတ်ဘူးမအိမ်ကံလကုရှိပြီးတဲ့မအိမ်ကံရဲ့ဘဝကို ျမကမှတ်တမ်းတင်ခြင်းသာလျင်ဖြစ်ပါတယ်နော်မဟိညာဒီလိုလုပ်သွားတဲ့ချက်ကိုကျမစာဖတ်ပြည့်တတ်တယ်လည်းမထောက်ခံပါဘူးဘာဖြစ်လို့လဲဒီလိုမထောက်ခံလို့သာလျင်ကျမကိုရန်နေထောင်ရတာလေအောက်မလီဖုံးတွေဆက်ကျမကိုပြောချင်တိုင်းပြောကြနော်ဒါသူတို့မခံမရနိုင်ဖြစ်တာလက်မခံဘူးမဟိညာဒီလိုလုပ်သွားတာအဲ့ဒါကိုလည်းကျမလက်မခံကြောင်းကိုကျမရဲ့ဝိတ္ထုထဲမှာမဟိညာရဲ့တငယ်ချင်းခြင်းဥကနေနော်ဒုတိယဇာတ်ကောင်းခြင်းဥကနေပြီးတော့ပြောတဲ့စကားလေးတစ်ခွန်းနဲ့ ကျမက message ပေးခဲ့ပါတယ်နော်အဲ့ဒါဘာလဲဆိုရင်ဒီကျေးဇူးကနေပြီးတော့သူသမီးအကြီးမာနေမအိမ်မြညာကိုပြောတဲ့အခါညီမေမအိမ်ငါကလေနော်သူ့ကိုသူပြန်ဘက်ကိုအနိုင်ယူလိုက်မဟဲ့ရဲ့လို့သူ့ကိုသူအသက်ကိုဇတိပြီးပြန်ဘက်ကိုအနိုင်ယူလိုက်ရတယ်လို့ပြုံပြုံလေးညီမေသိသွားခဲ့တယ်နော်နိုင်ပေါ့ကိုသူတိုးဝင်သွားခဲ့တယ်ဒါပေမဲ့ ညီအမေမှာအနိုင်မချမ်းပါဘူး၏အနိုင်မချမ်းပါဘူးညီအမေလောကထဲမှာထားခဲ့တာအကြီးတန်းနေပါကျမဒီစကားလေးထည့်ထားခဲ့နော်အဲ့ဒီစကားလေးကိုကျမထည့်တယ်ကျမပေးချင်တဲ့ message ကလည်းအဲ့ဒါပါပဲလောကမှာတူးနဲ့တူတယောက်နဲ့တယောက်နော်အမုန်းတွေညိုးတွေအာဃာတတွေလက်စားခြေလိုမှုတွေရှိနေတယ်ဗျဘယ်သူမှနိုင်ပေါက်ကိုတိုးမဝင်နိုင်ပါဘူးနိုင်ပေါက်ကိုတိုးဝင်နိုင်တော့တစ်ခုတည်းတော့လက်နက်တစ်ချောင်းမှရှိပါ အဲ့ဒါရွှေလည်းမဟုတ်ပါငွေလည်းမဟုတ်ပါဂုံပကာသနာတွေလည်းမဟုတ်ပါဟိုးနျူကလ িয়ার လို့ခေါ်တဲ့လက်နက်စမ်းတွေလည်းမဟုတ်ပါဘူးနော်မေတ္တာဒီဟူသောလက်နက်သားတွေဖြစ်ပါလေရှင်